ဝင်နေလာတဲ့3800နဲ့ပေါ့နော်အခုလိုမျိုးကုမ္ပဏီပိုင်ရှင်တယောက်ဘယ်လိုဖြစ်လာနိုင်ခဲ့တာလဲလို့ဒါမိတ်ဆွေများစုကလည်းစိတ်ဝင်စားကြတယ်ပေါ့နော်အဲသူတွေ့တိုင်းလည်းမေးကြတယ်ကျွန်တော်ပြောတိုင်းလည်းကျွန်တော်ရှင်းပြတိုင်းလည်းသူတို့တွေကတော်တော်လေးအံ့ဩကြရပါတော့ဆိုတော့ဒီလိုပဲကျွန်တော်ဒီဟိုဟာကျွန်တော် page တွေရောကျွန်တော် account တွေရောလာပြီးတော့မေးကြရတယ်ပေါ့နော်အဲဘယ်လိုကြိုးစားခဲ့တာလဲရှင်းပြပါဆိုတော့ကျွန်တော်တကယ်တော့အများကြီးရှင်းပြခဲ့ပါတယ်ဒီနေ့လည်းကျွန်တော်ထပ်ရှင်းပြအောင်မယ်ဘာလဲဆိုတော့ဗောနော်အဓိကကဖရက်တရားလောက်ပါနော်ဒါလူငယ်နဲ့ဘာသာကြီးပေါ့ ဆိုဘာသာရေးလို့ပြောလိုက်ရင်လူတွေအများစုကပေါ့နော်ဓမ္မချစ်ခင်သူတော်စင်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီကနေ့မှာတော့အားကြဖို့ကောင်းအတူယူဖို့ကောင်းပီတိဖြစ်စရာအလွန်ကောင်းတဲ့ဘူတုတရယူစရာသင်္ကန်းစာရယူစရာကောင်းတဲ့ဗီဒီယိုပိုင်းလေးတစ်ပိုင်းကိုဦးစင်းပြန်ပြီးတော့မျှဝေပေးသွားပါမယ် အခုဒီမှာမြင်တွေ့နေရတဲ့ဒီတခါရဲ့သူ့ရဲ့ပေသူ့ရဲ့အကောက်နာမည်ကတော့ဟန်သူလွင်ဖြစ်ပါတယ်အဲ့ဒီကနေတင်ထားတာလေးအရန်သဘောကျလို့ဦးစင်ကနေပြီးတော့ဦးစင်တို့အလုံးတော်ဓမ္မချစ်ခင်သူတော်စင်များအတူယူနိုင်ဖို့အားကြဖို့ပီတိဖြစ်ဖို့အတွက်ပြန်ပြီးတော့ရှယ်ယာရင်လို့မြောက်ဝီ ပေးလိုက်ပါတယ်ဒီတကာဟာဝန်ထမ်းလစာတသိန်း၈တောင်ရတဲ့ဘဝကနေပြီးတော့ကုမ္ပဏီပိုင်ရှင်ကြီးဖြစ်လာခဲ့တယ်ပေါ့အဲ့တော့ဘလို့အကြောင်းအရာတွေကနေပြီးတော့အဓိကထားပြီးတော့သူ့ကိုဒီလိုကုမ္ပဏီပိုင်ရှင် ဖြစ်လာစေခဲ့ တယ်ဆိုတဲ့အကြောင်းကိုဒါပြောပြမြတ်ဝေထားတာအင်မတမပီတိဖြစ်ဖို့ကောင်းပါတယ်အဲ့တော့သူပြောပြမြတ်ဝေထားတဲ့ဗီဒီယိုပိုင်လေးကိုဦးဇင်းတို့တရားလေးကြည့်ကြည့်မယ်ကြည့်ပြီးတဲ့အခါမှာဒီဗီဒီယိုပိုင်နဲ့ဆက်ဆက်ပြီးတော့ဒါဦးဇင်းနောက်ပိုင်းမှာဓမ္မစကားတရားစကားအနည်းငယ်ပြောပြပေးပါမယ် ဝင်နေလာတာ3000တောင်းတယ်ဗောနော်အခုလိုမျိုးကုမ္ပဏီပိုင်ရှင်တယောက်ဘယ်လိုဖြစ်လာနိုင်ခဲ့တာလဲလို့ဒါမိတ်ဆွေများသူကလည်းစိတ်ဝင်စားကြတယ်ဗောနော်အဲသူတွေ့တယ်လည်းမေးကြတယ်ကျွန်တော်ပြောတိုင်းလည်းကျွန်တော်ရှင်းပြတိုင်းလည်းသူတို့တွေကတော်တော်လေးအံ့ဩကြရပါတော့ဆိုတော့ဒီလိုပဲကျွန်တော်ဒီဟိုဟာကျွန်တော် page တွေရောကျွန်တော် account တွေရောလာပြီးတော့မေးကြရတယ်ပေါ့နော်အဲဘယ်လိုကြိုးစားခဲ့တာလဲရှင်းပြပါဆိုတော့ကျွန်တော်တကယ်တော့အများကြီးရှင်းပြခဲ့ပါတယ်ဒီနေ့လည်းကျွန်တော်ထပ်ရှင်းပြအောင်မယ်ဘာလဲဆိုတော့ပေါ့နော်အဓိကကဖေးရတရားလောက်ပါနော်ဒါလူငယ်နဲ့ဘာသာကြီးပေါ့ ဆိုဘာသာရေးလို့ပြောလိုက်ရင်လူတွေအများစုကပေါ့နော်အဲငါတို့ကနိဗ္ဗာန်ရောက်အောင်လေ့ကျင့်ရတော့မှလားပါလားတွေးထင်နေတယ်မဟုတ်ပါဘူးနော်ဆိုတော့ကျွန်တော်ဒီအသက်20နှစ်ဒီပေါ့နော်ကျွန်တော်ဗုဒ္ဓဘာသာဆိုတာကျွန်တော်ကမိဥဖလာဗုဒ္ဓဘာသာပဲဖြစ်ခဲ့တယ်ဥပမာဆိုရင်ဒါပါတော့ဖះသွားចောင်းတက်တယ်ဆိုတာကဒါကမိဘသွားခိုင်းလို့ဘာသာရေးတစ်ခုရဲ့ចောင်းကျွန်တော်ဖះသွားចောင်းတက်လုပ်တယ်ပေါ့နော်အဲဒီဥပုံနေမှာဥပုံစောင့်နေဆိုတဲ့အတိလေးပဲရှိခဲ့တယ်ဟုတ်တယ်မလားတရားနာရဲဆိုတာလည်းဒါလူကြီးတွေမှနားမယ်တရားလို့ထင်ခဲ့တယ်ဒါပေမဲ့အသက်20 တနှစ်ကျော်မှကျွန်တော်ကအခုတယောက်ရဲ့ကျေးဇူးကြောင့်တီးခဲ့တာဗောနော်ဆိုတော့သူကအဲကျွန်တော်20နှစ်လောက်အချိန်မှာသူကဒီဆရာတော်ဒီဟာအဆရာတော်ဥက္ကောတန်ကဒီတရားတွေသူကဘေးမှာဗောနော်စပီကာလေးနဲ့ဖုံးမင်ထားတယ်အဲ့မှာကျွန်တော်ကအတန်လေးကြားမိလိုက်တဲ့အချိန်မှာဗောနော်တရားမဟုတ်တဲ့ခဏခဏကြားနေရတော့ကျွန်တော်ကအဲစိတ်ဝင်စားသွားတယ်ဗောနော် ဟာကျွန်တော်အရင်တော့တည်ခဲ့တရားရေးဆိုတာအတိအမှန်ဒီနိဗ္ဗာန်ရောက်ကြောင်းတရားရေးပဲကျွန်တော်နားခဲ့တာများတယ်အဲ့အဲ့တော့ကလည်းကိုကလည်းဉာဏ်စင်မရှိတော့ဒါတွေကလူကြီးတွေမှနားလေတဲ့တရားရေးလို့ထင်တာပေါ့နော်ဒါပေမဲ့အဲ့ဒီဆရာတော်ဥက္ကဋ္ဌနဲ့ဟောတဲ့တရားရေးကြကျွန်တော်ဘာကြီးကြားမိလဲဆိုတော့ပေါ့အာဒီပေါ့ဒီလူမှုရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနိုင်ငံရေးစီးပွားရေးလူမှုရေးအိုးအစုံပဲအစုံပဲ ဆိုကျွန်တော် surprise ဖြစ်သွားပါတော့เนาะဒါကငါတို့ဘုဒ္ဓဘာသာရှိရလားပါတော့အသက်21တနှစ်ကျော်မှကျွန်တော်တည်ခဲ့ရဆိုပြီးတော့ကျွန်တော်အဲ့ကစပြီးတော့စိတ်ဝင်စားသွားပြီးတော့ဆရာတော်ဥက္ကဋ္ဌနာတရားမှန်တယ်များကျွန်တော်အကုန်နားတယ်နားတော့ကြတော့ဘာလို့ဒါကိုကိုကလည်းခုမှတရားစနာကစားဆိုတော်တော်လေးသဘောတွေ့တယ်အဲနောက်တစ်ခုကတရားစနာတဲ့သူတွေအရင်အဆင်ပြေတယ် အဲဘောင်းသူတော်ဘောနော်အာကျွန်တော်ခုနကကြိုးစားမဲ့အကြောင်းနေတိရမလားအဲလူငယ်တယောက်ကဘလို့ကြိုးစားတင်နေဆိုတဲ့အကြောင်းနေကြီးွားရေးအကြောင်းနေအားလုံးကျွန်တော်ကနာခဲ့ရတယ်အဲ့ကနေပြီးတော့မှကျွန်တော်ကတစင်တစင်ဘောနော်အာဒီမှာဒီဒေဟုဆရာတို့ဖရာတို့အာမနာပဒာကြီးတို့တစ္ဆာရွှေစီတို့အစုံမဲ့ကျွန်တော်ဆရာတော်ဖရာတော်တော်များများကိုနာမိလိုက်တဲ့အချိန်မှာဘာဖြစ်တိခဲ့ရလဲဆိုတော့အော်ငါတို့ကြီးွားအကြောင်းဘောနော်အောင်မြင်အကြောင်းတရားတွေဒီဗုဒ္ဓဘာသာမှာရှိနေပြီးသားဆိုကျွန်တော်တော့တွတ်တွေ့တယ်ဘောနော်နောက်တစ်ခုကပိုမိုက်တာကွာဒီမှာစိတ်အကြ ြောင်းတွေအများကြီးသိခဲ့တယ်ဘု து စိတ်ကြောင်းလို့ဆိုကိုယ်စိတ်ကြောင်းကိုသိခဲ့ရတယ်ဒီချိန်မှာငါဘာလို့ဒီစိတ်ဖြစ်နေရလဲဒီချိန်မှာငါစိတ်တွေဘာဖြစ်နေရဆိုတဲ့အကြောင်းတွေအများစုကိုကျွန်တော်သိခဲ့ရတယ်အဲ့လိုသိခဲ့ရတဲ့အချိန်မှာအာကျွန်တော်တော်တော်လေးပျော်သွားတယ်ဗောနော် အရင်တော့ကတော့ကျွန်တော်22နှစ်မတိုင်ခင်ကတော့စိတ်ညစ်တာတွေအများကြီးကြုံခဲ့ရတယ်အများကြီးကြုံတိုင်းလဲကျွန်တော်ကဘောနော်ဘာလို့ဖြစ်သိလို့ဖြစ်တဲ့မှမသိဘူးဘောနော်ပြီးတော့ကိုကအရင်မတော့တဲ့လူဆိုတော့ပူဆိုးတယ်နော်အရင်မတော့တဲ့လူဆိုတော့ဒီလိုမျိုးပါကိုကဒီအရင်မကြိုက်လို့ဘောနော်အဲဆိုအရင်မကြိုက်အရင်မတော့တဲ့ဘူးစိတ်လေးလည်းမတော့တဲ့တော့စိတ်ညင်ဘာလို့မှမသိဘူးအဲ့လိုမျိုးတော်တဲ့ခံရတဲ့အချိန်မှာဒီဒီတရားတွေနာပြီးတဲ့အချိန်မှာစိတ်တွေကိုဖြစ်သိမ့်တက်လာတယ် အဲ့ဒီမှာကျွန်တော်ဗောနော်အယူမှန်းလာပြောရမှာဗောနော်အာအတော်သင့်ကိစ္စတွေပြဿနာတွေကိုကျွန်တော်ကဘာလို့မြင်လာလဲဆိုတော့အာဓာရီကဘာမှမဟုတ်ဘူးဆိုတော့တိလာတယ်အဲ့ကြတိတ်မခံစားမိတော့ဘူးဗောနော်အဲ့ကြဘာတွေကောင်းလာလဲဆိုတော့အကျိုးရလက်တွေရလာတယ်အာကိုကပတ်ဝန်းကျင်ကိုအကောင်းမြင်တတ်လာတယ်အဲနောက်ပြီးကိုကိုတိုင်းပဲဗောနော်ဒီအချိန်လေးကိုအလားဟာတသုံးမိနေရလဲမြင်လာတယ်အဲ့တော့ဒါတွေဓာရီကိုအချိန်တွေကိုဘယ်လိုအသုံးချရမလဲဆိုတာတွေကိုလေဗုဒ္ဓတရားတွေအညီကိုကအားလုံးကိုကျွန်တော်လိုက်နာနိုင်ပြည်တယ် အဲ့အချိန်မှာပဲကျွန်တော်ကဗောနောစတင်ပြီးလူပြောင်းလဲလာတဲ့အတွေးခေါ်တွေအယူဆတွေအရင်တုန်းကတခုခုဆိုရင်ဗောနောအာဒီဘယ်လိုအလိုမကျတာတွေအရင်များတယ်နောက်တစ်ခုကပြဿနာတွေပဲအများကြီးကိုဖန်တီးမိနေတတ်တယ်နောက်တစ်ခုကဘာပဲလုပ်လို့ဗောနောကိုကဘာမှမတည်ဘူးဆိုတဲ့နေရာကြီးဖြစ်နေအဲ့တရားကြီးနားပြီးတော့အချိန်မှာလုံးဝချင်းချင်းကြီးဖြစ်သွားတယ်နော်ဆိုတော့အဲ့မှာကျွန်တော်ဆရာဥက္ကဋ္ဌလာတွေနားတယ်အခုနပြောခဲ့သလိုဗောနောအဒီမှာအများကြီးပဲအများကြီးပဲအများကြီးပဲနားတဲ့အခါမှာအတိကြရတယ်ဒါမှမဟုတ်ကျွန်တော်ဒီကနေလူငယ်တွေပြောချင်တာလीကိုတကယ်အောင်မြင်နေလား တရားတော့တရားမြတ်မြတ်နာစိတ်ညင်တရားနာတရားနာတရားနာတရားပဲနာတဲ့အခါကျရင်သူကတိလာလိမ့်မယ်။သူတရားထဲမှာဟိုဒီဒီဝရိယအကြောင်းနေလုံလဝရိယအကြောင်းနေတဲ့မှာတမာရီအကြောင်းနေအများကြီးပါတယ်။အဲပြီးတော့ကိုကအများစုကကြတော့အာဒီဝရိယရှိတယ်ဒါပေမဲ့ဘလို့ဝရိယထားမှမသိဘူးပေါ့နော်။အဲပြီးတော့ခါစိတ်ညစ်တယ်ဒီစိတ်ကိုဘလို့ဖျက်မဲမသိဘူးဆိုတဲ့အကြောင်းကြတယ်အများကြီးပါလာတယ်။ပြောချင်တာကွာအဲ့လိုအစုံပါလာတဲ့အခါမှာကျွန်တော်တော်တော်လေးပျော်သွားတယ် ဆိုအဲ့ရစာပြီးကျွန်တော်ကြောင်းလဲလာခဲ့တယ်ကြောင်းလဲလာခဲ့တယ်အခုဆိုရင်ကျွန်တော်ကကုမ္ပဏီအဲတီထောင်နိုင်ခဲ့တယ်ပေါ့နော်အဲဒီကုမ္ပဏီတီထောင်နိုင်ခဲ့ပြီးတော့ဝန်ထမ်းပေါင်းယာချီပေါ့နော်200ကျော်ကိုကျွန်တော်လာသာပေးထားနိုင်ခဲ့တယ်ဆိုတော့ဒါကအမတ်ပက်ကြည့်လိုက်ရင်ပုံမြင်တပုတ်လိုပဲဒဏ္ဍာရီတပုတ်လိုပဲပေါ့နော်အဲမဖြစ်နိုင်တဲ့စကားလုံးပြောနေသလိုပဲဒါပေမဲ့ဒါကလက်တွေဖြစ်ခဲ့တာပါအဲ့အဲ့တော့ဘောနော်ကျွန်တော်တယောက်တည်းပဲဒီလိုဖြစ်ခဲ့ရလားဆိုတော့ကျွန်တော်လိုက်လစ်လာကြည့်ရခါမှမဟုတ်ပါဘူးเนาะဆိုတော့အများစုတစ်ထည့်ကျွန်တော်တွေ့ဘူးတယ်ကြီးကြီးတက်ချမ်းသာတစ်ထည့်တွေ့ဘူးတယ် ဖျားတရအရန်လုတ်တယ်နော်ဆိုတော့သူတို့ကြည်လိုက်ရင်အလုတ်တွေအများကြီးလုံနိုင်တယ်ဗောနော်ဆိုအဲ့မှာကျွန်တော်တွေ့ခဲ့တယ်ဟောလို့မိုက်လိုက်လာဗောနော်ဒါကျွန်တော်အဆင်ဆိုဘာမှမဟုတ်ဘူးအောက်ခြေအဆင်ပဲရှိသေးတယ်ကျွန်တော်ကဆိုတော့အဲ့မှာကျွန်တော်က ပိုတိလာအချိန်မှာကျွန်တော်ဒီတရားတွေပို့ပြီးနာပြလာတယ်အခုဒီနာတော့မယ်ကျွန်တော်ကညချိုးကနေတရားနာတယ်အဲဒီထမင်းစားနေချိန်လဲဘေးမှာတရားလေးဖွင့်နာတယ်တခါကျရင်အိမ်မှာညအိတ်ခန်းကြီးတရားနာတယ်ဗောနောနောက်ပိုင်းခုနောက်ပဲပို့ကောင်းလာတစ်တော့တယ်ရှိရဗောနောကိုကတနားညနေအချိန်မပေးနိုင်ဘူးဆိုလို့50မိနစ်နာလို့ရတရားတွေအများကြီးပဲအဓိကစိတ်ကိုငြင်းညံ့နေအေးချမ်းနေပျော်ရွှင်လာတယ်ကိုဘာလို့လောက်အောင်လဲဘာအောင်မလောက်လဲတိလာတယ်ဘသူ့ကိုဘလို့ဆက်ဆက်အောင်လဲတိလာတယ်နော်ဒီ motivation တွေကအော်တိုရတာ တော့အော်တိုရတာဖန်တီးနေကြမှာမလို့ဆိုတော့အဲ့မှာကျွန်တော်ဘာလဲသိလားဆိုတော့ဩဒီအရတော်တော်ကြီးအသုံးဝင်ပါလားဆိုတော့ကျွန်တော်တည်ပြီးတော့အဲ့မှာပဲကျွန်တော်ကထေရဝါဒဗုဒ္ဓဘာသာတရားဖြစ်ခဲ့ရပါတယ်နော်နိဗ္ဗာန်ရောက်ဖို့ဆိုတာအဝေးကြီးပါကျွန်တော်တွေနော်အဲဘောင်းတော်ဒီအောက်ချီရီမန်းချက်တည်းအရင်ပြအောင်ဖြေရမယ်အဲဗုဒ္ဓဟောတဲ့ခဲ့တာကဒီဒီဘာလို့ပြောမလဲလောကီလောကုတ္တရာပေါ့အရင်ဆုံးလောကီမှာကျွန်တော်နေတယ်လောကီဆိုတာကျွန်တော်လက်ရှိကျင့်လဲနေတဲ့လူ့ဘဝမှာကျွန်တော်တို့ကအောင်မြင်အကြောင်းတည်းလည်းရှိတယ် ါကိုစိတ်ဝင်စားရဆိုရင်အကိုကမဟုတ်ဘူးအာကိုကကိုယ့်ရဲ့ဉာဏ်စဉ်အရာကိုကလောကီကိုကြော်ပြီးလောကုတ္တရာလေ့လာမယ်ဆိုလည်းရတယ်ပြောချင်တာကအများစုထင်တာကလောကုတ္တရာဆိုတဲ့ဒီနိဗ္ဗာန်ရောက်ချောင်းတရားတခုလည်းမဟုတ်ဘူးနော်အာမြတ်တော်ဘုရားကအကုန်ချပေးခဲ့ပါတယ်နော်ဆိုအဲအကြောင်းမလို့ကျွန်တော်ကတော့ယုံကြည်တယ်100%လေးဘာလို့ဆိုတော့ကျွန်တော်ကထေရဝါဒဗုဒ္ဓဘာသာစစ်စစ်တယောက်ဖြစ်လို့ပါနော်ဆိုတော့ဒီဘာသာရေးနဲ့ပတ်သက်ရင်လည်းကျွန်တော်ကတော်တော်လေးလုပ်တယ်ဗောနော်ဒါကိုယ့်ကိုသိတယ်လာပြီးဆွေးနွေးလို့ရတယ်မေးမြန်းလို့ရတယ်ဗောနော်အဲ့လောက်အဆင့်ထိကျွန်တော်ကလစ်လာထားတယ်ဗောနော်ဆိုတော့အဲအကြောင်းမလို့ မောင်းတော့ဘာဖြစ်ဖြစ်အကူကအောင်မြင်ခြင်းနဲ့ကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့ဆိုရင်အဲ့ဘာသာတရားကိုလစ်လာကြည့်ပါနော်အကူကလူငယ်ပြီပြီပေါ့ကွာကိုဒီ21လောက်ကလည်းဘာရှိလဲဆိုတော့အာစပြီးတော့ဒီဘာသာတရားလုပ်မယ်ဆိုတော့ငါအကူစိတ်ထဲမှာတွေးတာပေါ့နော်အဲ့လိုပဲညီငယ်တို့ခုမေးသလိုပေါ့ဘာသာတရားဘာလဲညာလဲကံကိုရောမလားအဲ့ဆိုမကောင်းတာလုပ်တဲ့လုပ်ပြီးတော့တိုးတက်နေလို့ဘာလို့မလဲအဆုံးပေါ့အဆုံးပေါ့အဆုံးပေါ့ မပူနဲ့အဲ့ဘာသာတရားထဲမှာကျွန်တော်တို့ဒီဗုဒ္ဓဘာသာရဲ့ဒီဗုဒ္ဓတရားတော်တွေမှာအဲ့ဖြည့်ရှင်းချက်တွေအကုန်ရှိတယ်။မကောင်းတဲ့လုပ်တဲ့လူကဘာကြောင့်ကြီးပွားရလဲ။ကောင်းတဲ့လုပ်တဲ့လူကဘာကြောင့်မကြီးပွားရလဲ။အဲ့လိုပေါ့နော်။တန်တရားတန်တရားတန်တရားစိတ်တွေကအများကြီးပျောက်သွားရော။အဲနောက်တစ်ခုကအကောင်းမြင်တတ်လာတယ်။ နော်ဆိုတော့အဲ့လိုလေးလေ့ကျင့်ပါလို့ကျွန်တော်ရရင်ပြောချင်းလိုက်ပါတယ်အဲကျွန်တော်လုံးဝအာမခံမှာတရားတော်အဲ့လိုစနစ်တကျနာစနစ်တကျလေ့ကျင့်ကိုလိုက်လှုပ်ဆောင်မှုလို့လိုတာပေါ့ဗုဒ္ဓဆိုတာနီးလည်းမပေးရလीလှုပ်ဆောင်မှာကိုလှုပ်ဆောင်မှာဟုတ်နော်အဲခုနပြောလို့ဒီဒီဂါရာရွေ့အောင်နဲ့ကြီးွားတာတော့မရှိဘူးပေါ့နော်အဲကြတော့ဘာလို့မလဲဆိုတော့အဲကိုကအဲ့ဒီဂါရာဘောင်းဆိုလိုတာလေဥပမာဆိုရင်ဒါမြစ်တာတို့မှာပါလीနော်အဲဘောင်းဆိုလူလည်းမြစ်တာထားရမယ်အဲဒီညီကိုမတော်မလို့ဆက်ဆံရမယ်မိသားစုလို့ထားရမယ် ူညီတဲ့ခါလဲဒါဘလို့ကူညီမှာဆိုပုံစံနေလာတယ်လीဆိုတော့အဲ့လိုကြတော့ဒါဂါရာရွတ်အောင်နေမဟုတ်လीအဲ့ဒါကိုလဲရွတ်လဲရွတ်မယ်ကိုလဲအဲ့လိုစိတ်ထားရမယ်ဆိုတော့ပုံစံလေးတွေပေါ့နော်ဆိုတော့အဲ့လိုမူလေးတွေကျွန်ပြောခြင်းပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့ကဲအခုလို့ပြောပြပေးတယ်ကိုဟန်တူလွင်ကိုဒါဥစဉ်ကနေပြီးတော့တာတုခေါ်ပါတယ်တာတုတာတုတာတု